အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါ။ဆိုတော့ဒီကမ္ဘာဖလားပြိုင်ပွဲရဲ့အုပ်စုအဆင့်ပွဲစဉ်တွေမဲနိုင်ရေးဆွဲတဲ့အချိန်မှာ Back to Back World Cup Final တက်ထားပြီးဒီနှစ်ချိန် Champion ဖြစ်ထားတဲ့ပြင်သစ်အသင်းရဲ့အလားအလာလေးကြောင့်ကျွန်တော်လေ့လာကြည့်အောင်ပါ။ပြင်းထန်ကဒါပြီးခဲ့တဲ့2018ကမ္ဘာဖလားပြိုင်ပွဲမှာဒါချန်ပီယံဖြစ်တဲ့ပြီးခဲ့တဲ့22ပြိုင်ပွဲမှာဒုတိယရတဲ့1900ဒီဘယ်လိုပြောမလဲ68ကမ္ဘာဖလားပြိုင်ပွဲကကြည့်ရင်နောက်ဆုံး ပြိုင်ပွဲ9ချိန်မှာပြင်သစ်ဟာ final ကိုဒါဘယ်လိုပြောမလဲအများကြီးတက်ထားတဲ့အသင်းဖြစ်တယ်ဆိုတော့ဒါအခုလက်ရှိ1998မှာသူတို့ champion ဖြစ်တယ်2000မှာသူတို့ဒါဘယ်လိုပြောမလဲအုပ်စုထွက်ရတယ်2006မှာသူတို့ final တက်တယ်2010မှာသူတို့အဆင်မပြေဘူး2014မှာလည်းဒီတိုင်းပဲဒါပေမဲ့2018မှာ champion ဖြစ်ပြီးတော့2022ဆိုတော့ပြင်သစ်က နောက်ဆုံးပြိုင်ပွဲကမ္ဘာဖလားပြိုင်ပွဲရဲ့နောက်ဆုံးခုနှစ်ချိန်မှာ final ၄ချိန်တက်ပြီးတော့နှစ်ချိန်ချန်ပီယံပိုဆွဲထားတယ်ဆိုတော့ပြင်သစ်ဟာ World Cup ပြိုင်ပွဲရဲ့နောက်ပိုင်းပွဲတွေမှာတကယ်ကိုအောင်မြင်တဲ့အသင်းနှစ်ချိန်ချန်ပီယံနှစ်ချိန် final ရှုံးတယ်2006 final ရှုံးပြီးတော့2022 final ရှုံးတယ်အဲ့ final ရှုံးသွားတဲ့သူတို့နှစ်ချိန်လုံးဟာ penalty အဆုံးဖြတ်မှာဖြစ်တယ်ဆိုတော့2008ခုနှစ်တုန်း1998တုန်းကတော့သူတို့ဒါ Brazil ကို final မှာနိုင်ပြီးတော့2018မှာ croatia ကိုနိုင်တယ်ဆိုတော့ဒါအခုပြင်သစ်လေဝင်းစဉ်အသင်း dd dishon ရဲ့နောက်ဆုံးပွဲမှာပြင်သစ်ကသူ့အုပ်စုကိုကြည့်တဲ့အခါမှာပြင်သစ်က morana အုပ်စုလို့ပြောတဲ့အုပ်စုထဲမှာပါတယ်ပြင်သစ်ရဲ့ senegal ရဲ့ norway နဲ့တောင်ဒီ world cup qualify ရဲ့ play off ပွဲစဉ်ရဲ့အုပ်စုပေါ့လေ ော့ပြင်သစ်အုပ်စုကအခုလောလောဆယ်အနေထားရာပြင်သစ်ဟာသူအုပ်စုမှာဒါ international တွေကကျွန်တော်အဖြစ်တော့ဖြစ်နိုင်ခြေက Bolivia ဖြစ်ပုံများတယ်ပတ်တန်တူးဆိုတော့လေပတ်တူးက international qualification မှာအဲ new caledonia ရဲ့ပြီးဟိုဘယ်လိုပြောမလဲကျွန်တော်ထင်တော့ဖြစ်နိုင်ခြေကအချောင်ဆုံးပဲကျွန်တော်အရင်စိုးရင်စရာမရှိဘူးဘာလို့ဆိုတော့ Bolivia နဲ့ဒါဘယ်လိုပြောမလဲ Bolivia နဲ့ စာဆူရီနမ်ဆိုဆူရီနာမီဆူရီနာမီဆိုတဲ့အသင်းနဲ့ပေါ့လေဆူရီနာမီဆိုတဲ့အသင်းနှစ်သင်းနိုင်ရတဲ့အသင်းကဒါအီရန်နဲ့ကမ်ပါကျွန်တော်ထင်တော့ဘိုလီးဗီးယားပဲဖြစ်မှာအီရက်ကိုလည်းနိုင်ပါပဲဆိုတော့ပြင်သစ်အကူကပြင်သစ်ရဲ့ဘိုလီးဗီးယားရဲ့အဲ sorry ပြင်သစ်ရဲ့ဆန်နီဂိုရဲ့ဘိုလီးဗီးယားရဲ့နော်ဝေးရဲ့အဲလင်ဟာလန်နဲ့နောက်တစ်ဖက်ကခီလင်အမ်ဘပ်ပေတွေ့မယ်နောက်တစ်ဖက်ကဒီအမ်ဘပ်ပေနဲ့နောက်ဒီအမ်ဘပ်ပေတော့ပြည်ဟာလန်နဲ့ဝီလျံဆလီဘာတွေ့မယ် တော့တကယ်ကိုထိတ်တိုက်ဆုံးတွေးစရာကောင်းတဲ့ပွဲဖြစ်ပြီးတော့တကယ်ကိုကြည်ကောင်းနိုင်တယ်မန်ချက်စတာစီးတီးအသင်းပေါ်ဆိုရင်အော်စကာဘော့နဲ့ဒါအချင်းချင်းအနေနဲ့ဟာလန်ပြန်တွေ့နိုင်ပြီးတော့ဒါအာဆနယ်ကဝီလျံဆလီပါနဲ့ဒါတစ်ဖက်ကတော့ကျွန်တော်တို့ဒီဒီမာတင်အိုဒီကထိတ်တိုက်ဆုံးတွေ့မယ် အဲ့ဒါကအခုလောလောဆယ်အနေထားရဆိုတော့ပြင်သစ်အုပ်စုကပွဲစဉ်တစ်ကိုသူတို့ဆန်နီကောနဲ့တွေ့မယ်ဒါဖြစ်နိုင်ခြေက MetLife Stadium မှာစကံမှာဖြစ်ပြီးတော့ဆန်နီကောပွဲကိုသူတို့အတွက်ဘောလီဒီသင်းက2000နဲ့နှစ်ကမ္ဘာဖလားပြိုင်ပွဲအဖွင့်ပွဲတုန်းကဆန်နီကောကပြင်သစ်ကိုနိုင်ခဲ့ဘူးတယ်ဆိုတော့ဒါသူတို့အပြောင်းလဲတစ်ခေါက်ပြန်ကြည့်ရမယ်ပွဲဖြစ်ပြီးတော့ပြင်သစ်ရဲ့ဒုတိယပွဲကဒါဘိုလီးဗီးယားဖြစ်ပေါ်များပြီးနောက်ဆုံးပွဲကတော့နော်ဝေးနဲ့ထိပ်တိုက်တွေ့မယ်အဲ့ပြင်သစ်ကသူ့အုပ်စုမှာ ပထမရတာနဲ့ဒါရှုံးထွက်32တင်းမှာတတရရတဲ့အသင်းတွေနဲ့ကြီးနဲ့တွေ့မယ်တတရရတဲ့အသင်းတွေနဲ့ကြီးပဲတွေ့မယ်ဆိုတော့အဲ့ဒါကပြင်သစ်ကဖြစ်နိုင်ခြေရှိတာဗောလေပြင်သစ်အုပ်စုကအခုလောလောဆယ်နေထားရအုပ်စုအိုင် အုပ်စုအိုင်ကနာမည်ကြီးပြင်သစ်ကဒါအခုလက်ရှိမှာသူတို့နိုင်လာပြီဆိုတာနဲ့သူတို့တွေ့ရမယ့်အသင်းကအရန်ကြီးစိုးရိမ်စရာမရှိဘူးဒါတတရရတဲ့အသင်းဖြစ်မယ်ပြီးတာနဲ့ ရှုံးထွက်၁၆သင်းမှာအုတ်စုအီးရတဲ့အသင်းအုတ်စုအီးကအသင်းနဲ့တွေ့မယ်။ဆိုတော့ပြင်သေးကရှုံးထွက်၁၆သင်းမှာဖြစ်နိုင်ကြီးကဂျာမနီ။ဂျာမနီကသူ့အုတ်စုမှာပထမရဂျာမနီနဲ့ပြင်သေးရှုံးထွက်၁၆သင်းမှာတွေ့မယ်။ဆိုတော့ပြင်သေးတို့ကချက်ချင်းပွဲကျက်တာပဲဂျာမနီနဲ့ဂျာမနီနဲ့တွေ့မယ်။ပြီးတာနဲ့ quarter final မှာဒါပြင်သစ်ကဖြစ်နိုင်ကြီးက Belgian တို့ဖြစ်နိုင်ကြီးရှိတယ် Belgian သာသူ့အုပ်စုကိုပထမရရင် Belgian နဲ့ပြင်သစ်တွေ့မယ် Germany ကိုလည်းလက်ရှိပြင်သစ်ကနိုင်ပါပဲ Germany ကို Belgian လည်းသူနိုင်ပါပဲ ဆိုသူ all the way semi-final တက်သွားမှာအဲ့ semi-final တက်ရင်ပြင်သစ်ကဖြစ်နိုင်ချေအများဆုံးက Spain နဲ့ပြန်တွေ့မယ်။ဘာလို့ဆိုတော့ Spain ကဘယ်လိုပြောမလဲ Netherlands နဲ့ရင်ဆိုင်ရမယ့်အခါမှာ Netherlands ကပြင်သစ်က Netherlands နဲ့တွေ့ရင်ပြင်သစ်ကနိုင်သွားမှာ Spain ဆိုရင်ခတ်တယ်ဆိုတော့ Spain နဲ့ပြင်သစ်က နောက်ထပ်တစ်ချိန် one second semi final world cup ရဲ့ semi final မှာတွေ့နိုင်တယ်ဒါပြင်သစ်ကဒါအခုလက်ရှိပြီးခဲ့တဲ့ world cup ဒီ euro semi final တုန်းက spain ကိုရှုံးထားတယ်ဒါပေမဲ့ world cup ဟာပြင်သစ်အတွက်တကယ်ကိုအောင်မြင်တဲ့ပြိုင်ပွဲဖြစ်ပြီးတော့နောက်ဆုံး9ချိန်မှာ၄ချိန် final တက်ထားတယ်ဆိုတော့ julian ambappe တို့အသင်းကဒါအုပ်စုတတိယမှာရှုံးထွက်3-2အသင်းမှာအုပ်စုတတိယပြီးတော့မှဒီရှုံးထွက်16အသင်းမှာဒါဂျာမနီနဲ့တွေ့ပြီးတော့ပြီးရင်ဇက်တိုက်ဘယ်လ်ဂျီယံတို့စပိန်တို့နဲ့တွေ့မှာပါအားလုံးကျေးဇူးတင်ပါတယ်